မင်္ဂလာပါရှင်2025ခုနှစ်ဇွန်လ9ရက်နေ့အတွက်မိုးလေဝသနဲ့ဆလာဗေဒသတင်းများကိုနေပြီးတော့မိုးလေဝသနဲ့ဆလာဗေဒညွှန်ကြားမှုအစည်းအဝေးမှထုတ်ပြန်ကြေညာပါမယ်ရှင်။လွန်ခဲ့တဲ့24နှစ်အတွင်းကမြို့လိုက်ရွာသုံးခဲ့တဲ့မသားဘွေရာ မွေချိန်များမှာမြေမျိုးမှာ3ဒသမ9သုံးများလမှာပန်းတနော်မျိုးမှာ2ဒသမ9လမှာတထုံမျိုးမှာ2ဒသမ8ခွန်လမှာကော်တောင်မျိုးမှာ2ဒသမ4လမှာ မင်ကင်မြို့မှာ2တသမ36လက်မမလိုက်မြို့မှာ1တသမ95လက်မရွှေဘုံမြို့မှာ1တသမ93လက်မဖမ်းမြို့မှာ1တသမ81လက်မတတဦးလေးချောင်းမိုးလေးဝတာမှာ1တသမ46လက်မနဲ့ကန်စီတောင်မြို့မှာ1တသမ44လက်မတို့တိုင်းထွာရရှိခဲ့ပါသည်ဒီကနေ့နေလတနားရီခွဲချိန်မိုးလေးဝတာချို့လို့မှာဖမ်းယူရရှိတဲ့ပုံရကပလီပလဲပြင်းနဲ့ပင်လာပလဲအော်တို့မှာတိန်အစ်တသမတိန်ထူထန်နေပါသည်မြန်မာနိုင်ငံပေါ်မှာကတော့ ရှမ်းပြည်နယ်၊ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊ချင်းပြည်နယ်၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အ ia ဝတီတိုင်းဒေသကြီး၊ရှမ်းကုန်းတိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်းများဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်းများရွှေလျားရာနေရာတို့လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထချုံခြင်း၊မိုးချိုပြစ်ခြင်း၊ရက်စိနေခြင်းနဲ့မိုးတိကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။ ကြံတန်းဒိတာချင်းနဲ့ပြည်내များမှာတိမ်တင့်တဲ့မှာဒိတ်ချူထန်ဒီတာကိုတွေ့ရပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြလေဖျားတူမြေများပုံစံအရမြို့ဝချုပ်ပေါ်ဗုဒ္ဓဘာကွင်းနဲ့မွန်တနင်္သာရီကဲရန်တလျှောက်တို့မှာမုတ်တုံတွေအကောင်းရမှာအားလုံးကောင်းနေပါတယ်။ဘင်္ဂလားပလဲရောအခြေအနေမှာကပလီပလဲပြင်းနဲ့ဘင်္ဂလားပလဲရောရှေးတောင်ပိုင်းတို့မှာမုတ်တုံတွေအကောင်းရမှာအားလုံးကောင်းနေပြီ။ကျမင်္ဂလာပလဲရောမှာမုတ်တုံတွေအားနေငယ်မှာအာတတဲရှိနေပါတယ်။ မြမပင်လေးပြမမြဝချုပ်ပေါ်ဗုဒ္ဓဘာကွေမွန်တနင်္သာရီကံရံတလျှောက်နဲ့ကံလောပင်လေးပြင်းတို့မှာရှမ်းဖန်ရခါမိုးတက်လေးပြင်းများကြောက်ပြီးနိုင်ကြည့်ပါမယ်မိုးတက်လေးပြကြစဉ်ရေပြင်းပြင်းပြင်းလေးဟာတနင်္သာရီကိုမိုင်30မှ35မိုင်အထိတိုက်ခတ်နိုင်ပါတယ်လိုင်းမြမမြဝချုပ်ပေါ်ဗုဒ္ဓဘာကွေမွန်တနင်္သာရီကံရံတလျှောက်နဲ့ကံလောပင်လေးပြင်းတို့မှာကိုးပေမှ17ပေကံရှိနိုင်ပါတယ်ကျန်မြမပင်လေးပြမလိုင်းတည်တည်ရှိပါမယ် တိုင်းမြေမှာရခိုင်ကန်ရန်ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ6ပေမှာ10ပေကမ်းရှိနိုင်ပါတယ်။နက်ပြမနက်ထိခမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးရဲ့ထပ်ပိုင်းမကွေးတိုင်းဒေသကြီးနေပြည်တော်နဲ့ကယားပြည်နယ်တို့မှာနေရာကျကျချင်းပြည်နယ်ရခိုင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေရာစစ်စစ်နဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်း အေယာဝတီတိုင်းဒေသကြီးရှမ်းကုန်းတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံ့အပြားမိုးထချုံရွာပြီးစကိုင်းတိုင်းဒေသကြီးရောက်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာ ကွက်ပြီးမိုးချနိုင်ပါတယ်အခုဆက်လက်ပြီးမနက်ဖြန်အတွက်တနင်္သာကြီးနယ်ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဆလားဗေဒန်ခမန်းချက်များကိုတင်ပြပါမယ်ရှင် နေပြည်တော်နဲ့ဤတော်အတွက်မနေ့ဖြန်မနေ့ထီမိုးလေဝသချန်နေခမန်းချက်မှာနေရာကွက်ကြောင်မိုးထချုံရောက်ပါမယ်။အမြင့်ဆုံးဘူးချိန်မှာ34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ26ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ရှမ်းကုန်းမြို့နယ်ဤတော်အတွက်မနေ့ဖြန်မနေ့ထီမိုးလေဝသချန်နေခမန်းချက်မှာလည်းနေရာကွက်ကြောင်မိုးထချုံရောက်ပါမယ်။အမြင့်ဆုံးဘူးချိန်မှာ34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရင်ဟိုက်နဲ့ အနေဆုံးဖူးချိန်မှာ25ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်မန္တလေးမြို့နယ်ဤတွိုင်းအတွက်မနက်ဖြန်မနက်ထိမိုးလေဝသကျင်းနေခမ်းမန်းကြမှာလေ။နေရာကွက်ကြားမိုးထချုံရောက်ပါမယ်။အမြင့်ဆုံးပူချိန်မှာ35ဒီဂရီဆယ်စီယပ်95ဒီဂရီဖာရင်ဟိုက်နဲ့အနေဆုံးပူချိန်မှာ26ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခမ်းမန်းကြမ်းများအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းချင်းပြည်နယ် မန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးပေါ်လာပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလဲနှစ်နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလာပေတာသတင်းများပဲဖြစ်ပါတယ်။ကိုစိန်နှပြဇမ်းမချမ်းသာကြပါစေရှင်။